အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ဒီကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရစေဒေါ်လာပြည်သူများအားလုံးမင်္ဂလာပါဒီကနေ့ပြည်သူဒေါ်လာရေးရဲ့မဟာဗျူဟာကတနေကံလုံးကွက်ပြည့်နေရေးပဲဖြစ်ပါလေရုပ်ဝကျုံးပေါ်သားတွေရဲ့အိမ်ပြန်ခီးကဒီကွက်ပြည့်မဟာဗျူဟာကိုပို့ပြီးပြည့်စုံနေခဲ့တယ်လက်နဲ့အားကိုနဲ့ပြည်သူကိုရန်တတ်တူပြုတ်နေတဲ့စစ်အုပ်စုကို ရရလည်းမဲ့ဆွဲကင်ပြီးခုခံတွန်းလှန်ဖို့မှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိရပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအသက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တွန်းလှန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်းတွန်းလှန်ရေးခရီးကိုအတူတကွဖျက်တမ်းနေကြတာဖြစ်ပါလေဒီတွန်းလှန်ရေးအောင်ပွဲရဲ့ရလကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ် ျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့ဒေါ်လာရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနှက်ပါလိမ့်မယ်ဒေါ်လာရေးရဲဘော်တွေဖို့အားထားကြဟာဒေါ်လာပြည်သူတွေပဲရှိပါလေဒီအပရီတိုင်းလိုမျိုးရေးရွတ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူဒီအပရီတိုင်းနဲ့မြန်မာပြည်တစ်ဖက်ကဒေါ်လာပြည်သူများအားလုံးအတူတကွဆက်ရှိပေးကြဖို့တိုက်တွန်းနှိုးဆော်လိုပါလေအားလုံးကျေးဇူးတင်ပါတယ် လှုပ်ရဲတဲ့ကောင်လှုပ်ကြည့်လေတားရနော်လှုပ်ရဲတဲ့ကောင်လှုပ်ကြည့်လေတဲ့အပိုးချိုးနေတာပဲနေရတော့မခတ်ရဲဘူးကြည့်လိုက်အဲ့ဒါကတော့ဘာလို့လဲဆိုတော့ မြန်လူလိုအလုံးပပလောက်ရှိလားအလုံးအလုံးဘောလုံးဒီမှာနေတဲ့လူတွေဟမ်ဘယ်မှာဘွေးဘယ်တော့ဟမ်အေးဟုတ်ပြီဟုတ်ပြီမလောက်နဲ့နော်ဘက်ကဂျွိုက်ကဘက်မကဲဗီဒီယိုဖိုင်လေးကဘလို့လဲကြည့်ရစောင်းရရှိတယ်နော်ဟမ်ဘူရပြဘူရစကားပြောနေပြတောက်လားတောက်လားသူတို့လှည့်ကြတော့ဟမ်ပါတောက်တာ သူတို့အသားမှာနာတတ်တယ်သူတို့အသက်မှာတန်ဖိုးရှိတာသူများအသားနဲ့ဆိုနာစရာမဟုတ်ဘူးသူများတက်တယ်ဆိုတန်ဖိုးထားစရာမဟုတ်ဘူးဟုတ်တယ်မလားလက်ရှိစစ်တပ်ထဲမှာအဲ့တိုင်းပဲနော်သူများအိမ်ဆိုရင်တန်ဖိုးထားစရာမလိုသူများအသက်ဆိုရင်တန်ဖိုးထားစရာမလိုသူများအသားဆိုရင်မနာတတ်ဘူးဒါပေမဲ့သူတို့အိမ်တွေသူတို့အသက်တွေသူတို့အသားတွေဆိုရင်နာတတ်တယ်တိရစ္ဆာန်တွေတိရစ္ဆာန်မှာတကက်တိရစ္ဆာန်စိတ်ကိုတွင်းထားတဲ့စစ်တပ်ဖြစ်နေတာလူဆိုရင်ကိုချင်းစာတရားလူတိုင်းရှိရမယ်တဲ့ပညာတတ်တာမတတ်တာလည်းမဆိုင်ဘူးလူကကိုချင်းစာတရားလူတိုင်းမှရှိတယ်မွေးရပါအတိကိုချင်းစာတရားလူပီတတယ်မပီတဘူးဆိုတော့အဲ့ဒီကိုချင်းစာတရားနဲ့ပိုင်းပိုင်းဖြတ်တယ် ပညာတက်တာမတက်တာလည်းမဆိုင်ဘူးပညာမတက်တဲ့ကောင်နဲ့ကိုချင်းစာတရားဆိုတာရှိတယ်နော်ကိုအသားလေးကိုစိတ်ကြည့်နိုင်သူများသားပါစိတ်နားတယ်အော်ငါနားတယ်လို့သူလည်းနားတယ်သူ့ကိုမစိတ်ဘူးဆိုတော့အတွေးတွေးရတယ်နော်ဒါပေမဲ့လက်ရှိဒီချင်းချားစစ်တပ်ကအဲ့ဒီအတွေးမျိုးသူတို့မှရှိတာအခုဖန်ခနာရုပ်ကြီးကြည့်လိုက်နော်ဗာမျိုးကြတော့ကြောက်တက်လိုက်တာဆောက်ဖို့ဂျိုးနေတယ်အာနာတိန်ကသာမလမ်းလဲကောင်အခုဒီမြင်အောင်လေးတဲ့ဗီဒီယိုဖိုင်နေဟမ်သူ့ကသူပိတ်ထားတဲ့ဆိုင်အတင်းဝင်ပြက်အတင်းမှလူရက်ပြီးတပုံတမြလို့အကုန်လိုက်ချိုးဖြက်စီး ဟာလမ်းမင်းမတန်းစီပြီးတော့သူကရန်ကုန်ထဲမှာမြို့လမ်းမှာရက်ထားကားတွေဆိုင်ကယ်တွေသူ့ခန်းတူမိနေကြပြီးသူတွေဘာမှလည်းမဆိုင်ဘူးအကုန်လုံးကားတွေမှန်တယ်ရိုက်ခွက်ထုတ်ရိုက်ချေမှုအကုန်ဆိုင်ကယ်တွေကုန်ယူရတယ်တတနေရတဲ့မဟုတ်တတိုင်းပြီးလို့လုပ်ပြတာအဲ့လားတည်းကတရားမျှတမှုလောက်တာငါတို့ကလက်နက်ရှိတယ်ဆိုတော့ငါတို့လုတ်ချင်တယ်လုတ်တယ်ဆိုတော့အဲ့လားပြိဿံနော်အဲ့တော့ဒီတိုင်းပြီးမှာအကျန်းဖက်တမားကဘာတူလဲ တော်ငင်းရမလို့ပါစက်နဲ့အာကျော်စိုးလို့ဆိုအဲတန်းဖက်တန်းဖက်ဓမ္မတွေရပါတော့အဲ့ဒါဘာဖြစ်လဲညစက်ဘယ်နေမှာပရော့ပတီတာတန်းဖက်ဓမ္မတွေတန်းဖက်ဓမ္မပါစက်ကမချဘူးဘာသူတို့ထင်တာကအဲ့လိုတတတတတို့ပြောတိုင်းပြည်သူကဒီ PDF တွေတိုင်းသားတော်နိုင်အင်အားစုတွေအားလုံးအကျန်းဖက်လို့တတ်မှတ်သွားမယ်သူတို့ထင်နေတာအရင်ခက်ကစောက်ထိုးတယ်ဒါပေမဲ့ခုနကပြောဒီနေ့ခက်ကဆိုရှယ်မီဒီယာခက်ဖြစ်တယ်လောက်ရက်တွေကိုပြည်သူအားလုံးမြင်နေရတာဘယ်ကောင်ကအကျန်းဖက်အလုပ်လုပ်နေတယ်ဘယ်ကောင်ကပြည်သူဘက်ကရက်တီတယ်အကုန်တွေ့နေရတာလေနော်အဲ့တော့ဒီမှာအခုတစ်ထင်းတစ်ခုဖတ်ပြမယ်နော်အဲ့ဒါဘာလဲဆိုတော့ကြည့်ပါ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ရေးလေကြောင်းနဲ့လက်နက်ကြီးတိုက်ခတ်မှုကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ရှိစောင်းကျောင်းပင်ပွန်လင်းပွာလာနဲ့ကောင်ဗာကြီးရွာများမှပြည်သူ၃00ထက်မနည်းစစ်ဘေးရှောင်ရာကြောင့်ဒေသခံလူမှုအတင်းပွဲအချို့ကလူနေမှုကိုပြောတယ်။ရမန်နေ့မေလ၁၇ရက်နေ့နနက်ပိုင်းကစ၍စောင်းကျောင်းကြီးရွာအနီးတိုက်ပွဲကြောင့်ဒေသခံများစစ်ဘေးရှောင်ရာပြီးပိတ်မိနေသူအချို့ကြံစည်နေကကဲထုတ်နိုင်ရန်ကြိုးပမ်းနေတယ်ဆိုတယ်။မနေ့ကလည်းကလေနဲ့စက်လိုက်ကျဲတယ်လို့စစ်ကောင်စီနဲ့ PNO ကလက်နက်ကြီးတွေနဲ့စောင်းကျောင်းကြီးရွာတွေကိုပစ်ခတ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာလို့တော့ဘယ်လိုမှနေလို့မရတော့ဘူးအဲ့ဒါကြောင့်အကုန်ဆွဲထုတ်ရတယ်ပြည်သူတွေကတော့အစုလိုက်အစုဖွဲ့လိုက်တော့တူးချင်းတော့အခြားတိရော်တွေဖက်နဲ့တောတောင်တွေထဲကိုထွက်ပြေးနေကြရတယ်ဟိုစစ်စစ်ဆောင်ရေးကူညီတွေတူးကစောင်းကြောင်းရွာတိုက်ပွဲအခြေအနေပုံရှင်းပြတယ်စောင်းကြောင်းရွာကြီးတွေအနောက်ရွာမြောက်ရွာဒုံတန်လင်းပွာလဟူ၍အပိုင်း၄ခုရှိပြီးတောင်တောင်ဘက်ချမ်းချီလင်းပွာလတွေစစ်ကောင်စီတပ်စခန်းရှိတာတောင်ပေါ်၌ PNO ပြည်သူစစ်ကတပ်ဆွဲထားတယ် ဒီကိမှုကနှစ်ဖက်ရှိတယ်ကြားတယ်ဂနဦးအတီပြုနိုင်လာတော့ပြန်လို့ပြည်သူစစ်တော်ဦးမင်းကတိုက်ပွဲမှာတည်တယ်လို့အတီပြုရတယ်ဟုတ်စံပြီတောင်ပိုင်းစည်ရေးသတင်းမြစ်ကပြောတယ်ဂျမန်နေတိုက်ပွဲကြောင့်စစ်ကောင်စီတပ်နဲ့ပြန်လို့ပြည်သူစစ်တို့ဒီအင်အားဖြစ်သိမှုများလှုပ်ဆောင်နေကြောင်းလည်းကောင်းအတီပေးတယ်စောင်းကြောင်းရွာကြီးစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များက2024မတ်လ17ရက်နေ့တွင်တင်ပိုက်ခဲ့မှုတယ်စောင်းကြောင်းရွာပင်လောင်းမြို့တောင်ဘက်ဖေခုံမြို့နယ်အကြားရှိဖေခုံမြို့နှင့်9မိုင်ခန့်သာဝေးတယ် စစ်ပေါင်းစီတပ်နှင့်ပြည်လုံးပြည်သူစစ်အင်အားအလုံးကြီးဖြင့်စစ်ကြောင်းထိုးပြီးနောက်စောင်းကြောင်းရွာကို2024ဇွန်လကုန်ကပြန်လည်တက်ဆွဲခဲ့တယ်။လက်ရှိတွင်စစ်ပေါင်းစီတပ်နှင့်ပြည်လုံးပြည်သူစစ်တို့သည်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကရင်ပြည်ပြည်နယ်နယ်စပ်တို့တွင်စစ်ကြောင်းတုံးကြောင်းနှင့်ထိုးစစ်ဆင်းနေတယ်။ဆိုပါထိုးစစ်အရမိုးပြဲမြို့စစ်ကြောင်းမိုးပြဲကုန်းတာစစ်ကြောင်းနှင့်ဖဲခုံညောင်ထွေမြို့နယ်တွင်ဖြစ်ပွားကြောင်းရှမ်းတောင်စစ်ဒေသခွဲဗျူဟာတစ်အကဗျူဟာအမှတ်တစ်ကထုတ်ပြန်ထားတယ်။စစ်ကောင်စီထိုးစစ်ကိုမေလပထမပတ်နှင့်ဒုတိယပတ်ထိကုကံရတဲ့စစ်ကောင်စီတပ်သား20ကျော်တေဆုံးပြီးအရှင်တုံးဖမ်းပြီးကလက်နက်ခဲယမ်းများ တိုက်ခိုက်ရင် drone နှစ်ခုပါတင်းစေးရရှိကြအောင်တိရတယ်။နော်ဒါကတော့အားလုံးတွေ့တဲ့အတိုင်းနော် PNO နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုးစစ်ကြောင်းထွက်ပြေးရတဲ့ပြည်သူပေါင်းကရွာတွေတဲ့အခြားရွာတွေပြေးရတယ်တောတောင်တွေတဲ့ပြေးရတယ်။နော်အဲ့ဒီပြည်သူအများစုကတော့ပအုပ်ပြည်သူတွေပဲဖြစ်တယ်။အဲ့တော့ဒီညမှာကျွန်တော်တခုပြောချင်တာကတိုင်းပြည်မှာတကယ်အကြမ်းဖက်လုပ်ရလုပ်နေတာဘာလို့လဲတိုင်းနာတော်လိုင်းတိုင်းနာ EOS တွေနဲ့ PDF တွေစစ်တောင်းထိုးလို့အခုလိုရွာလုံးကျွတ်ထွက်ပြေးရတယ်ဆိုတဲ့ data ခင်ဗျားတို့မြင်ဘူးလားဟာ PDF တွေလာလို့ပြေးကြရေးပြေးကြရေးအော်ရတဲ့ data တွေ့ဘူးလား ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းထိုးလို့ရွာလုံးချွတ်အောင်ပုံရွာပေါင်း400ရှိ400 500ရှိ900တကြောလုံးပြေးရတာတတိုင်းမီလုံးမှဖြစ်နေတာလေ။နောက်အဲ့တော့တကယ်ပြည်သူကိုအကြမ်းဖက်တာအဲ့ဒါအဖြေအမှပေါ်နေပြီ။နောက်ဒီနေ့မှကျွန်တော်တို့ပြောချင်တာကတိုင်းရင်းသားတွေအနေနဲ့တိုင်းရင်းသားဆိုရင်ပမာနဲ့ပါတယ်နော်။ပမာနဲ့တိုင်းရင်းသားပဲကျွန်တော်မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့တိတားအမှာကဒီကာလဟာကျွန်တော်တို့မှာနှစ်ချမ်းပဲရှိရပါမယ်။တစ်ချမ်းကပြည်သူ့ဘက်ရက်တည်ပြီးတော့ဒီမိုကရေစီလိုချင်တဲ့အချမ်းနဲ့တစ်ချမ်းကစစ်ကောင်စီဘက်ရက်တည်ပြီးတော့အာဏာရှင်စနစ်အတက်တွင်းနေတဲ့အချမ်းနှစ်ချမ်းပဲရှိရပါမယ်။ အဲ့ဒီအပြင်ကျွန်တော်တို့အင်အားတွေကွဲစရာမလိုဘူးအဲ့တော့လက်ရှိအင်အားခွဲခံရတဲ့အထက်မှာအစိုးဆုံးကပအုပ်လူမျိုးနဲ့ကရင်လူမျိုးအစိုးဆုံးပဲစစ်တော်စီဒီစစ်အာဏာရှင်တွေကတက်ရှုပ်တွေးခွဲပြီးတော့သူတို့အတွက်အင်အားရအောင်အောက်မှာအင်ချက်အင်ချက်ချင်းပေးကုတ်ခိုင်းတာတော့ကရင်ဆိုလည်းကရင်ကရင်ချင်းမတက်အောင်လုပ်ထားတယ်ပအုပ်ဆိုလည်းပအုပ်ပို့ချင်းမတက်အောင်လုပ်ထားတယ်ကျွန်တော်တို့က PNO တို့ PNN တွေစတဲ့ဖြစ်ဒီခေါင်းစဉ်တွေဆိုတာကအဲ့ခေါင်းစဉ်တွေကျွန်တော်တို့မကြည့်အောင်ကျွန်တော်တို့ကြည့်ရမှာငါတို့လူမျိုးဆိုတော့ကြည့်ရမှာ PNO မှာပါတဲ့ပအုပ်လည်းပအုပ်ပဲဗျာနော် PNN အပါဝင်တော်လှန်ဒီတော်လှန်နေတဲ့အချမ်းမှာပါတဲ့ပို့ဦးလေပို့ဦးပဲခမရတော့ကညီကိုအရင်နေဘသူကြောင့်မှတွေးပွဲစရာအကြောင်းမရှိဘူး PNO ခေါင်းစဉ်ကြောင့်လိုက်သွားမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ကခေါင်းစဉ်နောက်ပါသွားပြီကျွန်တော်တို့ကြည့်ရမှာခေါင်းစဉ်မဟုတ်ဘူးအဖွဲ့စည်းနာမည်မဟုတ်ဘူးကျွန်တော်တို့တွေးတောက်ကြည့်ရမှာဒါကြောင့်မလို့ဒီကာလမှာပို့ဦးလူမျိုးတွေနော်ပို့ပို့ချင်းပြန်တိုက်ကြတယ်ကိုနောက်ဝမ်းနှမ်းစရာမကောင်းဘူးလားကရင်ကရင်ချင်းပြန်တိုက်ကြတယ်ဗမာဗမာချင်းပြန်တိုက်ကြတယ်ဟုတ်တယ်နော်နောက်မှကြည့်ရခိုင်ရခိုင်ချင်းပြန်တိုက်ဖို့အတွက်ဒေါ်စောမြလေးရစာကိုစစ်ကောင်စီဘယ်လိုလုပ်ပေးထားတယ် ဒါပေမဲ့ရခိုင်ပြည်သူတွေကနတ်ရီပိုင်းရရှိတယ်လုံးဝနတ်မခံဘူးသူတို့တိဆောက်ပေါ့မျိုးဒါကြောင့်မို့လို့ဘာဖြစ်သွားလဲစောမြလေးညစာစောက်ဘောဖြစ်သွားတယ်ဒါပဲအဓိကပြည်သူလားအဓိကသူကသူဥဆောင်ပြီးလုပ်နေတဲ့သူတို့ပဲပီယန်နိုပဲအချမ်းမှလည်းသူတို့ပဲနော်ဒီပိုးတွေပဲအချမ်းမှလည်းငါတို့ပိုးလူမျိုးတွေအဓိကအာမခံချက်ပေးဖို့အတွက်ရအောင်လုပ်နေတာဒီဘသူတွေလဲအဲ့နောက်မှာပြည်သူတွေပြက်ပြက်တပတ်ရက်တိလိုက်ရင်ဒီမူမမှန်နဲ့အာနာရှင်နဲ့ပေါင်းတဲ့ခေါင်းဆောင်တွေအလိုလိုရိမ့်ရင်သွားလိုက်မယ်ကိုလူမျိုးရှင်ကိုပြန်ပြီးတော့ရန်လုပ်ကြအောင်မရှိဘူးနော်ဒါကြောင့်မို့လို့ဒီညမှာကျွန်တော် မေတ္တာရက်ခံနေတာတခုရှိတယ်เนาะအထူးသဖြင့်ပြင်လူငယ်တွေပို့လူငယ်တွေညီငယ်ညီမတွေပေါ့เนาะညီတွေပေါ့အဓိကတော့ကိုညီအရွယ်တွေเนาะငါတို့က BG အတဲဝင်ထားတယ်ငါတို့က PNO လည်းဝင်ထားတယ်အာဒါငါတို့ဖွဲ့ကြီးငါတို့ဖွဲ့ဘလို့အားကောင်းတာဘလို့အဲ့ဒီအတွင်းမျိုးတွေမတွေးပါနဲ့ဒါတွေးရမယ့်အချိန်မျိုးအဲ့လိုအတွင်းမျိုးတွေးမယ်ဆိုရင်ညီတို့အနေနဲ့လုံးဝလွဲမသွားပြီငါတို့ data ငါတို့လူမျိုးအတွက်ငါတို့ပြည်သူတွေအတွက်ငါတို့ပြည်သူတွေငါတို့အမကချက်ဘာပေးနိုင်မလဲငါတို့ကအရွယ်ရောက်ပြီးတော့ငါတို့လက်နက်ကင်ထားတယ်ငါတို့ကင်ထားတဲ့လက်နက်အတွက်အဲ့ရွာတွေမှာရှိတဲ့เนาะအတက်မပြေသေးတဲ့ကလေးတငယ်တွေ အမျိုးသမီးတွေငါတို့လူမျိုးတွေအတွက်ငါတို့အာမခံချက်ဘာပေးနိုင်မှာလဲသူတို့ဘဝအတွက်လွတ်လပ်ခွင့်ငါတို့ပေးနိုင်လားငါတို့လက်ရှိရပ်တည်ထားတဲ့အဖွဲ့အစည်းကမပေးနိုင်ဘူးဆိုအဲ့ဒီအဖွဲ့အစည်းကလွဲမနေဘူးကိုရတာအခွင့်အရေးမဟုတ်ဘူးနော်ကိုလူမျိုးရတာပါအခွင့်အရေးဘာလို့ဆိုတော့ကိုလူမျိုးရတဲ့အခွင့်အရေးကကိုကအော်တိုပါပြီးသားပဲကိုရတဲ့အခွင့်အရေးကကိုလူမျိုးရချင်မှရမယ်ဒါကိုတဘောပေါက်ကိုလူတယ်အဲ့တော့အဲ့ဒါကိုလူမျိုးတဲ့တခါတစ်ဆင့်ထပ်တတ်မယ်ဆိုရင်ကိုနိုင်ငံပြွားလိုက်မယ် အဲ့တော့အဓိကနံကြည့်ရမှာကိုရက်ွက်ကို data ကိုယူဟာကိုလူမျိုးကိုနိုင်ငံတဆင့်ချင်းကျွန်တော်ကြည့်သွားလိမ့်မယ်အဲ့တော့ကိုလက်ရှိနော်ဂိတ်တိတ်ဖွင့်ထားတယ်တပေါ့ကျွန်တော်လက်နက်ကိုင်တစ်ဖွဲ့နဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ကျွန်တော်ဝင်ထားတယ်ဂိတ်တိတ်ဖွင့်ထားတယ်အိတ်ဂိတ်ကိုင်လာတော့မြကားတွေကိုပတ်စံတောင်းမယ်အဲအနေချောင်းဆက်မှာဆိုရင်မြစ်ဆက်မှာဆိုရင်လာတော့တစ်ဖောင်တွေဝါပောင်တွေပတ်စံတောင်းမယ်ငွေရွှေနဲ့အာဟာဘောစီမိုက်တယ်ကွာဒီဂိတ်မှာငါဂိတ်ဘူးအဲ့ဒါအမှန်တရားမဟုတ်ဘူးနော်ခင်ဗျားအိတ်ဂိတ်ဘူးယာတို့ဘယ်လောက်ရမှာလဲနှစ်ပေါင်းဘယ်လောက်ရမှာလဲအဲ့လိုဝင်ဝင်မျိုးနှစ်ပေါင်းဘယ်လောက်ရမှာလဲ ဲ့ဒီရတဲ့ဝင်ငွေကခမားဘဝအတွက်အမကညာရှိလားအဲအဲ့လိုလိုပြန်တွေးရမှာကျွန်တော်တို့ကန်းထားတက်ပြီနေကြီးပဲအခမ်းမတည်ရင်ကိုယ့်ထက်ကြီးတဲ့ကောင်ကကိုယ့်လူဘာသာဝင်ကိုယ်လက်ခံရမယ့်ဘဝဆိုအဲ့ဒီဘဝကနေအားလုံးလွတ်မြောက်မဲ့ဘဝဝိုင်းလို့တာမှာအမှန်တရားဒါကြောင့်မလို့ဒီကာလမှာကျွန်တော်တို့တိုင်းနာလူမျိုးစုတွေအနေနဲ့ဗမာကစပြီးတော့အားလုံးတွေးခွဲမခံပါနဲ့အဲ့ပြက်ပြက်တတ်တတ်ရန်လူဘက်ကယက်တည်တယ်ဆိုယက်တည်ခိုင်းလိုက် မင်းရန်လူဘက်ကရက်တည်တယ်နော် အာနာရှင်အဆက်ဆက်ငါတို့လူမျိုးလူမွေးမပြအောင်လှုပ်လာခဲ့တယ်အဲ့အတွက်ငါတို့အာနာရှင်ကိုလက်မခံနိုင်ဘူးမင်းကအဲ့အာနာရှင်နဲ့သွားပေါင်းလာโอเคမင်းလည်းရန်လူပဲညီကိုအရင်ဖြစ်နေပြီပြက်ပြက်တရတုတ်ပြန်လိုက်အဲ့လိုမဟုတ်ဘဲနဲ့ဟိုဘက်လိုလိုဒီဘက်လိုလှုပ်ပြီးတော့အဖွဲ့တွေကွဲမယ်၊သွေးတွေကွဲမယ်၊တက်ရှုံမယ်၊ပြီးအချင်းချင်းပြန်ချခိုင်းမယ်။ဘာလို့မျိုးစုံလှုပ်တဲ့အရာတွေအောက်မှာကျွန်တော်တို့ဘဝတွေလုံးဝမရှိသေးဘူး။ဒါကျွန်တော်စေတနာအမှန်နဲ့ပြောတာပါ။နော်။ရန်လူဘက်ကရက်တီရက်တယ်၊ပြည်သူတွေရက်တီလိုက်။အဲ့တော့လက်ရှိနော် PNO ဆိုတာကိုနေ့ကပြောသလိုပို့အုပ်ပြည်သူအတွက်ဒါစစ်ကောင်စီအာဏာတည်မြဲရေးအတွက်လား။ လေးလေးနက်နက်စဉ်းစားပြီးတွေးကြပါအခွင့်အရေးတွေလောက်ပိုင်းခွင့်တွေပေးပြီးမြှားပြီးတော့တို့လောက်လိုက်တာဒီအဲ့ဒါကိုလူမျိုးအတွက်အကျိုးပေါ့ဘူးနော်ဒါလေးကိုတတိချာချာတွေးအေးနဲ့စဉ်းစားစီခြင်းနဲ့ဝင်းကပြောသလိုကျွန်တော်တို့ပြောတာဒီကျွန်တော်တို့တခုမှမပါဘူးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ပြည်သူတွေအတွက်လိုက်ကြည့်ပါနော်ကျွန်တော်ရှမ်းပြည်သွားကြည့်ပါဂျွာတွေမှာပို့အုပ်ကလေးငယ်လေးတွေကျွန်တော်တငယ်ချင်းအကြောင်းသူလက်မဖက်ကြီးတက်လာတာမွေးတဲ့ကနေကိုရန်ဆယ်တန်းထိနော်မောင်မုံးဆိုတာဒါပေမဲ့အဲ့ဒီဂျွာတွေမှာကလေးတွေနေလို့မရဘူးငယ်ငယ်လေးတွေပြေးရတယ်ကျောင်းကျန်းလေးဆိုလာကျွန်တော်တို့ဂျွာပဲဘက်ကဖုံးကြောင်းတွေမှာနေရတယ် တော့ကျွန်တော်ပိုးနေနေနေလာတာဒါကြောင့်မလို့ပိုးအိုးကိစ္စကြီးကျွန်တော်ထွက်ပြပြောဆိုကိုတငယ်ချင်းကိုညီကိုတွေးတိုင်းရင်းလို့ခံစားနေရဒီကောင်နေဒုက္ခရောက်တာကိုအတိဆုံးနေဘာလို့ဆိုတော့ငငယ်တော့ပြောပြတာအဲ့တော့ငါတို့ဘလို့လုပ်တာပေါ်တာဘလို့ဆွဲတာဘလို့ဖြစ်တာနော်ကလေးဆိုထုတ်ဆိုနှုတ်အောင်ပြောသေးဘူးလာပြီးနေရတာအဲ့ဒီဘဝတွေကိုကျွန်တော်တို့လုံမြောက်စေခြင်းနဲ့ဒါဒါညီနေစံတာအမှန်ပဲအဲ့တော့အဲ့ဒီအတွက်ကျွန်တော်တို့ကမကောင်းတဲ့လူတွေကောင်းတဲ့လူတွေရွေးချယ်နိုင်ရမယ်အခွင့်အရေးအာဏာလေးလုပ်ပိုင်ခွင့်လေးပေးသွားတာအဲ့ဒါဒါလွတ်မြောက်မှုမဟုတ်ဘူး ဘာကြောင့်မလို့နော်ကျွန်တော်တို့လက်ရှိလက်နက်ကင်ထားတဲ့ညီတွေညီမတွေနော်အဓိကယောက်ျားလေးတွေအများစုပေါ့ညီတွေအနေနဲ့အတွေးကောင်လေးလေးနက်နက်စဉ်းစားပြီးတော့ကို data မှာရှိတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေမျက်နှာနော်စာမတင်ရတဲ့ကလေးတွေမျက်နှာအဲ့ကလေးတွေနေရာမှာကိုတားလေးကိုတူလေးကိုညီလေးကိုညီမလေးဖြစ်ဖြစ်နေမယ်ဆိုရင်ကိုယ်ရင်နဲ့ဘယ်လိုခံစားရမလဲအဲ့လိုနော်ကိုချင်းစာတရားလေးတွေတွေးပြီးတော့ငါတို့ရှောက်နေတဲ့လမ်းကြောင်းမှားလားမှန်းလားစသဖြင့်ကျွန်တော်တို့တွေကစဉ်းစားတွေးသွားမယ်အချိန်မှာနော်အဲ့လိုမဟုတ်ဘဲနဲ့အပေါ်အာနာရှင်ကတို့ချင်းချင်းလေးတွေပြနော်အခုကျွန်တော်ဥပမာပြောပြမယ်ငါတို့ PNO အားလုံးက ီယာနိုအပါအဝင်ပိုးအိုးတွေလက်နက်တိုင်အားလုံးတစ်ဖွဲ့နဲ့ပေါင်းလိုက်ဗျာတစ်ဖွဲ့နဲ့ပေါင်းလိုက်မယ်လက်ရှိငါတို့ပိုးအိုးဒေတာငါတို့ကငါတို့စီမံအုပ်ချုပ်မယ်လုပ်လိုက်ကြည့်စစ်ကောင်စီအာဏာမလွတ်ကောက်ဘူးလွတ်ကောက်မယ်လေအဲ့ဒီအတွက်ပိုးအိုးတော်လိုင်းအဖွဲ့ကိုပြန်တိုက်ဖို့အတွက်ပိုးနောက်တစ်ဖွဲ့ဖွဲ့ရပြန်လို့ရမင်းတို့မချမင်းတို့ဒေတာဖွဲ့ကမင်းတို့ဘာဖြစ်ညာဖြစ်တယ်အချင်းချင်းပြန်ချနေရောဟိုကောင်အစ်စေးပဲတူပါရှင်းနေတယ်ဖေရဗျာဟုတ်တယ်မလားဒါကြောင့်မလို့ဒီကလာမှာတွေးခွဲတဲ့အလုပ်တွေလုံးဝမလုပ်ပါနဲ့ပြည်သူအချင်းချင်းစီးလုံးဖို့တော့ဝန်ကြိုးစားပါပြည်သူအချင်းချင်းစီးလုံးနေတယ်ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်နေပြီ